မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့မိတ်ဆွေတွေကို affirmation တွေရွကြတယ်လို့ပြောပြောနေကြတာဘာလဲဆိုတာပြောပြခြင်းပါတယ်ဒီအကြောင်းလေးမှပြောခင်မှာနှစ်ခုလောက်ပြောပါရစေရှင်းပထမတစ်ခုကကျမတို့ကပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်အရွယ်၃ပါးမှာတတိယအရွယ်မှာမှတရားတော်ရင်းနာယူတာတရားထိုင်တာလုပ်လို့ရှိပါတယ်တကယ်တော့တတိယအရွယ်အထိမှစောင့်မဲနဲ့ပထမနဲ့ဒုတိယအရွယ်တွေက တတိယအရွယ်မှလုံးရမယ်ထင်တဲ့အလုပ်တွေကိုပြုလုပ်တင်ပါတယ်။တရားတော်တွေကနေကျမတို့လောကီဘဝမှာလက်တွေ့လိုက်နိုင်ရမယ့်စည်းကမ်းတွေကိုဖျားရှင်ကဟောပြထားတာမို့မကောင်းမှုတွေကို ပထမအရွယ်နဲ့ဒုတိယအရွယ်မှာပဲရှောင်နိုင်မှာဖြစ်လို့နာယူနိုင်ပါတယ်။နာယူဖို့အတွက်ကျမကဗုဒ္ဓတီချီ British Teaching Channel လေးကိုမိတ်ဆက်ပေးခြင်းပါတယ်။ဒီ channel လေးကို subscribe လုပ်ပြီး သွားပြီးနိုင်ယူနိုင်ပါတယ်ကျွန်မ link အမည်လေးပေးထားပါတယ် link ကို description မှာထည့်ပေးထားပါတယ်ဒုတိယတစ်ခုကအဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံပါတယ်ရှေ့ကျွန်မရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါ ကျွန်မတင်သမျှ video တွေကိုလက်မလွတ်ရအောင် video ရဲ့ညာဘက်အောက်ခြေကခေါင်းကောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါ နေစံတင်သည်။ဗီဒီယိုတွေကမိတ်ဆွေကိုအတိပေးတဲ့ reminder လုပ်ပါလိမ့်မယ်။ affirmation တွေရုပ်ဆိုခြင်းဟာစိတ်ဝိညာဉ်ရေရှူတောင်းကနေကြည့်ရင်ကိုယ့်ရဲ့အတွင်းစိတ်နဲ့စကြဝဠာရဲ့စွန့်ရင်တွေကိုအပြုသဘောဆောင်တဲ့လမ်းကြောင်းပေါ်ကိုညွှန်ပြပေးတဲ့နည်းလမ်းတစ်ခုလို့ရှုမြင်နိုင်ပါတယ်။ဒီရှူတောင်းကနေကြည့်ရင် affirmation တွေဟာခုပြောမယ့်အကြောင်းရင်းတွေကြောင့်အရေးပါပြီးအကျိုးရှိပါတယ်။ပထမအချက်ကအတွင်းနဲ့စွန့်ရင်ရဲ့ဆက်သွယ်မှု the connection between thought and energy ဖြစ်ပါတယ်။ စိတ်ဝိညာဉ်ရေးရဆိုရင်ကျမတို့ရဲ့အတွေးတွေဟာစွန့်ရင်ပုံစံတစ်မျိုးဖြစ်ပြီးစကြဝဠာတွေကိုလှိုင်းတွေလိုပြည့်နှံ့သွားတယ်လို့ယုံကြည်ကြပါတယ်။ကျမတို့အာယုံဆိုင်တဲ့အတွေးတွေဟာပုံမှန်အားကောင်းတဲ့စွန့်ရင်တွေကိုဖန်တီးနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ information တွေကိုထပ်ခါထပ်ခါရွတ်ဆိုခြင်းအဖြစ်ကျမတို့ရဲ့အတွင်းစိတ်ထဲမှာအပြုသဘောဆောင်တဲ့စွမ်းရည်တွေကိုစုစည်းစေပြီးအဲ့ဒီစွမ်းရည်တွေဟာကျမတို့ရဲ့ဘဝတွေကို အပြုသဘောဆောင်တဲ့အရာတွေကိုဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်။ဒုတိယအချက်ကအတွင်းစိတ်ကို ပြောင်းလဲခြင်း transforming the inner self ဖြစ်ပါတယ်။ ကျမတို့ရဲ့အတွင်းစိတ်ထဲမှာနှစ်ပေါင်းများစွာဆွဲမြဲနေတဲ့အပြည့်သဘောဆောင်တဲ့ယုံကြည်ချက်တွေနဲ့အတွေးတွေရှိနိုင်ပါတယ်။ဒီအရာတွေဟာကျမတို့ရဲ့လုံဆောင်မှုတွေ၊ဆုံးဖြတ်ချက်တွေနဲ့ဘဝအတွေ့အကြုံတွေကိုထိန်းချုပ်ထားနိုင်ပါတယ်။ affirmations တွေကိုပုံမှန်ရွတ်ဆိုခြင်းအဖြစ်ဒီပြက်သဘောဆောင်တဲ့အတွေးတွေကိုတဖြည်းဖြည်းချင်းပြောင်းလဲပြစ်နိုင်ပြီးမိမိကိုယ်ကိုယုံကြည်မှုစစ်ချင်းမြတ်တာနဲ့အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေကိုတည်ဆောက်နိုင်ပါတယ်။ နောက်တစ်ချက်ကပြစ်စုံပံကိုအာယုံစိုက်ခြင်း focusing on the present moment ဖြစ်ပါတယ် affirmation တွေကိုရွတ်ဆိုတဲ့အခါမှာကျမတို့ရဲ့အာယုံဟာပြစ်စုံပံအချိန်မှာရှိနေတဲ့အပြုသဘောဆောင်တဲ့အရာတွေပေါ်ကိုရောက်ရှိသွားပါတယ်တိတ်ကနောင်တတွေဒါမှမဟုတ်အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေကနေလွတ်မြောက်ပြီးလက်ရှိအချိန်ရဲ့အလားအလာကောင်းတွေကိုမြင်တွေ့နိုင်ပါတယ်။နောက်တစ်ချက်က စကြဝဠာနဲ့တသားရဲဖြစ်ခြင်း aligning with the universe ဖြစ်ပါတယ်။စိတ်ဝိညာဉ်ယေရှုတော်အရစကြဝဠာကြီးဟာအမြဲတစေတိုးတက်ပြောင်းလဲနေပြီးအပြုသဘောဆောင်တဲ့စွမ်းရည်တွေနဲ့ပြည့်နှက်နေတယ်လို့ယုံကြည်ကြပါတယ်။ affirmation တွေကိုရွတ်ဆိုခြင်းအားဖြင့်ကျမတို့ရဲ့စိတ်ကိုဒီအပြုသဘောဆောင်တဲ့စွမ်းရည်တွေနဲ့တသားတည်းဖြစ်အောင်ညှိပေးနိုင်ပါတယ်။ဒီလိုညှိနှိုင်းမှုရတဲ့အခါမှာကျမတို့ရဲ့ဆန္ဒတွေပြေဝဖို့ခွင့်လန်းတွေပုံမူပေါ်ပေါက်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်။ နောက်တစ်ချက်ကမိမိကိုယ်ကိုအားပေးခြင်းနဲ့တန်ဖိုးထားခြင်း self empowerment and self love ဖြစ်ပါတယ် affirmation တွေဟာမိမိကိုယ်ကိုချစ်ခင်မြတ်လို့ဖို့မိမိရဲ့တန်ဖိုးကိုအတိအမှတ်ပြုဖို့နဲ့မိမိကိုယ်ကိုယုံကြည်မှုရှိဖို့အားပေးပါတယ်ငါဟာတန်ဖိုးရှိတယ်ငါဟာချစ်စရာကောင်းတယ်စားတဲ့ affirmation တွေကိုရွတ်ဆိုခြင်းအပြင်မိမိကိုယ်ကိုလေးစားတဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပြီးဘဝရဲ့စိန်ခေါ်မှုတွေကိုပိုမိုယုံကြည်မှုရှိရှိရင်ဆိုင်နိုင်ပါတယ် နောက်တစ်ချက်ကစံနာတွေကိုပုံဖော်ခြင်း manifesting desire ဖြစ်ပါတယ်။စိတ်ဝိညာဉ်ရေးနီလန်းအချို့မှာ affirmation တွေဟာ ကျမတို့ရဲ့စံနာတွေကိုစကြဝဠာစီပိုးလွတ်တဲ့သတင်းစကားတွေလိုသဘောထားကြပါတယ်။ကျမတို့လိုချင်တဲ့အရာတွေကိုပြစ်စုံပံကာလမှာရရှိပြီးသားအနေနဲ့ယုံကြည်ချက်အပြည့်နဲ့ရွတ်ဆိုခြင်းအဖြစ်အဲ့ဒီစံနာတွေတကယ်ဖြစ်လာဖို့အလားအလာပိုများတယ်လို့ယုံကြည်ကြပါတယ်။ ဒါတွေဟာစိတ်ဝိညာဉ်ရေရှူတောင်းကနေ information တွေရုပ်ဆိုရတဲ့အဓိကအကြောင်းရင်းတချို့ပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့ထက်ဆင့်ပြောပြခြင်းသေးလဲဒါမှမဟုတ်ဗာမေးခွန်းတွေရှိသေးလဲဆိုတာကိုလည်းမှတ်မှာပြောပြနိုင်ပါတယ်။ကျမရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါ ကျမတင်သမျှဗီဒီယိုတွေကိုလက်မလွတ်ရအောင်ဗီဒီယိုရဲ့ညာဘက်အောက်ခြေကခေါင်းကောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါနေဆက်တင်သည်။ဗီဒီယိုတွေက မိတ်ဆွေကိုအတိပေးတဲ့မမိုင်းလောက်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင့်